အုံးဆုံးစတင်ဟောကြားပေးမှာကတနင်္ဂနွေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာတနင်္ဂနွေသားသမီးတွေနဲ့ဒီရဘတာကာလာထဲမှာကြီးစိုးနေတဲ့အိုင်ယွန်နမိတ်ကတ္တာကအမ်ဘက်စ်လို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေပါတယ်အမ်ဘက်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးတွေနဲ့ဒီရဘတာကာလာထဲမှာကိုမလုပ်တဲ့အရာတစ်ခုကိုကိုကတာဝန်ယူရတတ်တယ်အဲ့ဒီအရာကကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာပဲဖြစ်စေကိုယ့်ရဲ့ဒီငွေကြေးပိုင်းဆိုင်ရာတွေလူမှုပေါင်းစပ်ဆိုင်ရာတွေမိသားစုအဝင်အဝိုင်းကိစ္စတွေအရာအလုံးမှာအဲ့ဒီလိုမျိုးဖြစ်တတ်တယ် ါပေမဲ့အဲ့ဒီယူရတဲ့တာဝန်ကကို့အတွက်အပန်းကြီးတာမျိုးမဟုတ်ပဲနဲ့ကို့ဖြစ်ရှင်းနိုင်တဲ့တာဝန်မျိုးတွေဖြစ်တတ်တယ်။အဲ့ဒီလိုယူလိုက်တဲ့တာဝန်ပေါ်မူတည်ပြီးတော့ကို့ရဲ့နောက်ပိုင်းအခြေအနေတွေကအမြဲတမ်းအာကိုခံပုံစံမျိုးဖြစ်သွားတတ်တယ်။အဓိကအာကိုခံဆိုတော့အများလူအများရဲ့အာကိုအားထားပြုခြင်းဥပမာလုပ်ငန်းခွင်ထဲမှာဆိုရင်လေကိုကအဲ့ဒီအပိုင်းတစ်ခုကိုကိုကိစ္စမဟုတ်ပဲနဲ့တာဝန်ယူလိုက်ရတယ်။အဲ့တာဝန်ယူပြီးတော့ကိုကအဲ့ဒီတာဝန်ကိုလွယ်လင်းတကူဖြည့်ရှင်းလိုက်နိုင်တာမျိုးအဲ့ဒီအခါမျိုးမှာ လုပ်ငန်းရဲ့အထက်လူကြီးတွေလုပ်ငန်းခွင်တွေလုပ်ငန်းဘော်တွေသူတို့တွေရဲ့ကိုယ်ကိုအားကိုးခြင်းမျိုးကိုရရှိသွားတာမျိုးအဲ့တော့ပထမမှာတော့အဆိုးလို့ထင်ရပေမဲ့တကယ်တမ်းအကောင်းဖြစ်သွားစေတဲ့အရာမျိုးတွေအဲ့ဒါကိုတနင်္ဂနွေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတည်းမှာရရှိဖို့ရှိပါတယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူန်းစားတွေအနေနဲ့လုပ်ငန်းခွင်တွေကနေပြီးတော့မထင်မှတ်ထားတဲ့ငွေကြေးမျိုးတွေရတတ်တယ်ပြီးတော့အခွင့်အလမ်းကောင်းတွေလည်းရဖို့ရှိတယ်ပြီးတော့ရှေ့ဘက်မှာပြောခဲ့တယ် ကိုနဲ့မဆိုင်တဲ့အရာတခုကိုတာဝန်ယူဖြေရှင်းပေးရတာမျိုးတွေဖြစ်ပေါ်ရှိပါတယ်။ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားပေါ်ပေါက်တာတတ်တယ်။အဲ့ဒီရင်းနှီးမြှုပ်နှံမှုကကိုယ့်ကိုစက်တူအနေနဲ့ရင်းနှီးလာပြီးတော့ရင်းနှီးမြှုပ်နှံတာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီရင်းနှီးမြှုပ်နှံမှုကိုမိမိအနေနဲ့တွဲဖက်ပြီးလုပ်ကန်ဖို့လက်ခံဖို့လိုအပ်တယ်။အဲ့ဒီနေရာကနေပြီးတော့ကိုယ့်အတွက်အကျိုးမြတ်ကြီးကြီးမားမားတွေကိုယ့်ရဲ့အနာဂတ်လုပ်ငန်းပလန်အတွက်အရန်ကိုကောင်းမွန်တဲ့အခြေအနေမျိုးတွေရရှိဖို့ရှိပါတယ်။ပြီးတော့တနည်းအားဖြင့်သာသမီ ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာပညာရေးကိစ္စတွေမှာကြီးခဲ့တဲ့သူကြီးခဲ့တဲ့သူဆိုတဲ့နေရာမှာအမျိုးသမီးအမေအတော်အဖွာအဲ့လိုမျိုးကြီးခဲ့တဲ့အမျိုးသမီးတူရဲ့အကြံဉာဏ်တွေတောင်းခံပါသူတို့နဲ့ပြောဆိုဆွေးနွေးညှိနှိုင်းပါမဆီယာဆီယာမတွေဆိုတဲ့ဆီယာမပေါ့နော်အဲ့ဒီလိုမျိုးကွယ်ကြီးခဲ့တဲ့သူအဲ့လိုမျိုးသူတွေနဲ့တိုင်ပင်ဆွေးနွေးသေးခြင်းပါတယ်အဓိကကအဲ့ဒါပညာရေးပါပြီးတော့တော့ အလောက်ကိုင်းအင်တာဗျူးကိစ္စနဲ့ပတ်သက်ရင်တော့ဒီတစ်ပတ်တာကာလထဲမှာအင်တာဗျူးအလောက်ကိုင်းကိစ္စနဲ့ခေတ်ခဏခဏကြံ့ကြာဖို့ရှိပါသေးတယ်ချက်ချင်းမရနိုင်သေးပါဘူးတိတ်မကြခင်မှာတော့အလောက်ကိုင်းကြီးရရှိဖို့ရှိပါတယ်ပြီးတော့နိုင်ငံခြားသွားမဲ့သူကြံ့ရတဲ့သူရဲ့အနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားခီးကိစ္စတွေကအဆင်ပြေချောမွေ့ဖို့ရှိတယ်ပြီးတော့ကိုယ့်ရဲ့ကိုယ်ရည်မှန်းထားတဲ့အရာမဟုတ်ဘဲနဲ့မထင်မှတ်ထားတဲ့ပိုကောင်းတဲ့နေရာမျိုးတွေအောင်ရရှိဖို့ရှိတယ်ဥပမာကိုကနေပြီးတော့ဒီကနေပြီးတော့သွားမယ်လို့ကြီးရထားတဲ့အလုပ်တစ်ခုကမာနည်းနည်းလေး အဆင်မပြေရင်နဲ့နှိပ်ကြတဲ့ဘက်ကိုသွားတယ်ဒါပေမဲ့တကယ်တကယ်ကိုသွားတော့မယ်ဆိုတဲ့အခါမျိုးမှာဒီတစ်ပတ်တာကာလာထဲမှာအဖြေရရှိတာကဒီထက်ပိုကောင်းတဲ့နေရာမျိုးတွေဖြစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့နိုင်ငံခြားနဲ့ပတ်သက်ရင်စိတ်ချမ်းသာစေရတင်းကောင်းတွေကြားဖို့ရှိပါတယ်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလုတ်ကန်နေတဲ့တင်းငွေသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာရာခိုင်နှုန်း80လောက်ထိကောင်းတဲ့ကာလာဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်သားလုတ်ကန်ခြင်းတွေမှာအားထည့်လုတ်ကန်လို့တင်းတဲ့ကာလာလည်းဖြစ်ပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီဘက်တာကလည်းမဝမ်းပိုင်းနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကြီးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူတနင်္ဂနွေသားသမီးတွေအနေနဲ့အခြေရင်နဲ့ပတ်သက်ရင်ဒီဘက်တာကလည်းမကိုချစ်သူရဲ့ကိုအပေါ်ကိုလစ်လျူရှူခြင်းမျိုးကိုအပြင်းထန်ခံစားရတယ်။ချစ်သူကကိုအပေါ်ကိုအာယုံမရှိတာ။အဲ့ခါကျတော့မိမိအနေနဲ့အယံအောင်ကြေကွဲခံစားရတာမျိုးအဲ့ဒီလိုမျိုးတွေဖြစ်ဖို့ရှိပါတယ်။ပြီးတော့ အိမ်တော်တဲ့တရင်းငွေသားသမီးတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလထဲမှာငွေကြေးလိုအပ်ချက်တွေကြောင့်အိမ်တော်ရင်းမှာပြိမခါလေးပေါ်ပေါက်ဖို့ရှိပါတယ်။ထီထိုးမယ်ဆိုရင်တော့တရင်းငွေသားသမီးတွေနဲ့တုံညာနဲ့တုံကိုပေါအောင်ထိုးပါ။ရရအနေနဲ့ကတော့ငှက်လွတ်ပေးတာမျိုးငှက်အစာကျွေးတာမျိုးတမျိုးမျိုးကိုပြုလုပ်ပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းဆုပြုပေးပါ။ဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျ။အခုအကြပေးတော့တာကတနင်္ဂနွေသားသမီးတွေအတွက် ဖြစ်ပါတယ်ဗျာ။ကိုသမိုင်းမီဟောကြားပေးမှာကတနင်္လာသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာ။တနင်္လာသာသမိတွေနေတဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဝေယဖို့ကျွန်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်။အဲ့ဒီနမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာသာသမိတွေနေတဲ့ဒီဘက်တာကာလာထဲမှာပညာရဲ့ဘက်ကိုလိုက်စားတင်တယ်။ဒီကာလာဟာမိမိရဲ့အနေနဲ့ငွေကြေးတွေစီးပွားရေးတွေလူမှုပေါင်းသင်းဆက်ဆံရေးတွေအဲ့ဒီအရာတွေအားလုံးထဲမှာအဓိကဦးစားပေးတင်တာကပညာရေး ပညာရေးဆိုတဲ့အရာထဲမှာကြီးခဲ့တဲ့သူတွေအတိုက်အယ်ကြီးတဲ့သူတွေအနေနဲ့ပညာရေးဆိုတဲ့ကဒီချိန်ရောကြမှာလားတော့တင်တန်းတွေလိုက်တက်လို့မရတော့ဘူးပညာတစ်ခုကိုရှာဖွေဖို့ဆိုတဲ့အဲအဲ့ဒီလိုမျိုးတော့မဟုတ်ဘူးเนาะပညာရေးဆိုတဲ့ကောင်းတဲ့အထဲမှာလဲမာဘုရားဘာသာရေးဆိုရင် တရားထိုင်တဲ့ဝိပဿနာဉာဏ်ဆိုတဲ့အရာအဲ့ဒါပညာပဲเนาะအဲ့ဒီလိုမျိုးတခြားပါတာတွေမှာလည်းမိမိတို့ဆံရအလိုက်ဉာဏ်လင်းတကားပွင့်လင်းစေမဲ့ပညာမျိုးအဲ့ဒီလိုအရာမျိုးကိုပြုလုပ်ခြင်းမျိုးကိုလည်းပညာရှောက်ခခြင်းလို့ပြောချင်တာပါပဲเนาะအဲ့တော့ဒီတစ်ပတ်တာကာလာထဲမှာတင်းလာသားသမီးတွေအနေနဲ့ပညာနဲ့ပတ်သက်တဲ့အရာကိုဦးစားပေးတင်တယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူန်းစားတွေလက်လွတ်စားတင်နာသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာငွေချေးအချင်းငါးကိစ္စတွေမလုံးမိဖို့အရေးကြီးတယ်ပြီးတော့ မလုံမိဖို့အရေးကြီးတယ်ဆိုတာကိုကတော့မလုံသူများကိစ္စကိုချားဝင်တာမျိုးတယ်လုံးဝမလုံနဲ့ကိုရဲ့မိတ်ဆွေကနေပြီးတော့လိုတယ်လိုတဲ့ဟာကိုကိုကချားဝင်ပြီးပြောတယ်အဲ့ဒီလိုမျိုးငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စအချင်းငါကိစ္စဆိုရင်ကိုတိုင်ကောကိုရဲ့အနီးပတ်ဝန်းကျင်မိတ်ဆွေတွေအတွက်ကောမိမိနဲ့နဲ့လုံးဝမလုံတဲ့ကာလဖြစ်ပါတယ်ပြီးတော့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းပိုင်းဆိုင်ရာကနေပြီးတော့ငွေကြေးလိုအပ်ချက်လေးတွေဖြစ်တဲ့သူတို့ပျောက်ရှားတာမျိုးတွေလည်းဖြစ်ဖို့ရှိပါတယ်ဒါကဝန်ထမ်းတွေအခြေခံလူဝန်စားတွေအနေနဲ့သတိပြုရမယ့်ကိစ္စပါ ကိုပိုင်စီဝါရေးလုပ်ငန်းတန်းကိုလုပ်ကင်နေတဲ့တင်လာသားသမီးတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းကအကျဘက်ကိုနက်နက်လေးသွားဖို့ရှိတယ်။ဒါပေမဲ့မစိုးရိမ်နဲ့ပြီးရင်ပြန်တက်လာတော့မှအဲ့ဒီအကျကအယောင်ပြပြီးတော့အတက်ဘက်ကိုအဓိကတက်ဖို့ရှိတဲ့ကာလထဲဖြစ်ပါတယ်။ပြီးတော့တင်လာသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်အယောင်ကိုကောင်းတဲ့ကာလဒီကာလမှာပညာရှာဖွေခြင်းကရှေ့မှာပြောခဲ့သလိုအယောင်ကိုကောင်းပါတယ်။ပြီးတော့အလောက်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်တော့ကိုယ့်ကိုကူညီမဲ့သူတွေပေါ်ပေါက်ဖို့ရှိပါတယ်။အလောက်ကန်နဲ့ပတ်သက်ရင် မိမိအနေနဲ့ရင်နဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့လုပ်ငန်းမျိုးတွေကိုရှောက်ဖွေတယ်အဲဒီလုပ်တွေကိုရှောက်နေတဲ့သူမျိုးတွေဆိုရင်ကျင်းတွေကမှရရှိဖို့ရှိပါတယ်ပြီးတော့တင်းနာသားသမီးနိုင်ငံခြားတောင်းမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့အလဲအပြောင်းလေးဖြစ်ဖို့ရှိတယ်မိမိရွေးချယ်ထားတဲ့ပထမစဉ်းစားထားတဲ့ နိုင်ငံကတနိုင်ငံတကယ်တကယ်တော်ဖြစ်တာကတနိုင်ငံအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဓိကကအဲ့ဒီလိုပုံစံမျိုးအလှအပြောင်းလေးတွေဖြစ်ဖို့ရှိတယ်လို့ပြောတာကိုကကုမ္ပဏီတစ်ခုကိုချိတ်ဆက်ထားတယ်အဲ့ဒီကုမ္ပဏီနဲ့ပဲလုံရင်းလုံရင်းနဲ့တကယ်တကယ်တော်ဖြစ်တော့မဲ့အကာလမှာတခြားကုမ္ပဏီကိုရွှေ့ပြီးတော့လုဖြစ်သွားတာမျိုးအဲ့ဒီလိုအပြောင်းလဲမျိုးတွေကိုပြောချင်တာပါပြီးတော့တင်လာတော်မီငွေချင်းနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်နေတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာရာခိုင်နှုန်း90 90ဖြစ်တဲ့ကာလာဖြစ်တဲ့အတွက်အရင်အားထက်ပြီးလုံလို့မတင်တဲ့ကာလာလည်းဖြစ်ပါတယ် ချီထုံးမယ်ဆိုရင်တော့တနင်္လာသာသမိတွေအနေနဲ့ဒီတစ်ပတ်တာကာလာထဲမှာနှစ်နဲ့ငါးကိုပေါအောင်ထိုးပြပါကျမ်းမာရင်လည်းပတ်သက်ရင်တနင်္လာသာသမိတွေနဲ့အတက်အစင်း6ခေါက်တာမျိုးအဲ့ဒီလိုမျိုးလေးတွေဖြစ်တတ်တဲ့အတွက် view site ပေးဖို့လိုအပ်ပါတယ်ငွေရသူတနင်္လာသာသမိတွေအနေနဲ့ကတော့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလာကိုချစ်သူနဲ့ကိုနဲ့ဂျာမာတယောက်နဲ့တယောက်ဟိုဖြည့်ရှင်းလို့မရတဲ့အစီမကတ်ခြင်းမျိုးတွေဖြစ်တတ်တယ်နည်းနည်းလေးမျက်နှာချင်းဆိုင်လိုက်ပြီးစကားလေးတစ်ခွန်းတစ်ခွန်းဆလိုက်ပြီးဆိုတာနဲ့ပြဿနာကိုဆောင်သွားတာမျိုး အဲ့လိုမျိုးတွေနဲ့ဖြတ်သန်းတတ်တဲ့ကာလဒီကာလမှာအကောင်းဆုံးကတော့သကနေရန်ဆဲဆိုတဲ့လိုမျိုးပဲနေထိုင်တာအကောင်းဆုံးပါပြီးတော့အိမ်အောင်တဲ့တဏှာသာသမီတွေအနေနဲ့ကတော့မထင်မှတ်ထားတဲ့ခရီးမျိုးလေးသွားဖို့ရှိတယ်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်ပြောရတော့တဲ့ကြီးမောင်မှာပြဿနာမရှိတဲ့ပေမဲ့လုပ်ငန်းဝင်မျိုးကိုယ့်ရဲ့အိမ်အောင်မိသားစုအတွက်စီးပွားရေးပိုင်းဆိုင်ရာမျိုးတွေမှာတော့အနည်းငယ်အခုထိလေးတွေပေါ်ပေါက်လာဖို့ရှိပါတယ်ဒီတော့မယ်ဆိုရင်တော့ရှေ့မှာပြောခဲ့သူ9နဲ့2ကိုပါအောင်ထိုးပေးပါရေတရာအနေနဲ့ ွေးအစာကျွေးပြီးတော့ကိုယ့်ရဲ့လူအင်စာတွေကိုလေးလေးနက်နက်တောင်းစုပြုတ်ပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္လာသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာအခုဆက်မှန်ပြီးဟောကြားပေးမှာကအင်္ဂါသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာအင်္ဂါသာသမီတွေနဲ့ဒီဘက်တာကာလတွေမှာကြီးဆိုးနေတဲ့အာယုန်နမိတ်ကတ္တကသဝါလို့ခေါ်တဲ့နမိတ်ကတ္တကြီးဆိုးနေပါတယ်သဝါလို့ခေါ်တဲ့နမိတ်ကတ္တကြီးဆိုးနေတာဖြစ်တဲ့အင်္ဂါသာသမီတွေနဲ့ဒီတစ်ဘက်တာကာလဟာမိမိရဲ့နေနဲ့ရည်ရွယ်ရာတွေ ရီမိုင်းချက်တွေပြည့်ဝမဲ့ကာလဒီကာလထဲမှာတစ်ခုရှိတာကထွက်ခွာခြင်းမျိုးကိုလည်းအဓိကဖြစ်စေတတ်တဲ့ကာလခရီးထွက်ခွာတာမျိုးတွေကိုယ်အိမ်ကနေထွက်မယ်လို့စဉ်းစားထားရဆိုရင်ထွက်မယ်ဆိုတာကအိမ်ဝန်းနေဆင်းမယ်အဲ့လိုမျိုးဆိုလည်းဒီထွက်ခွာခြင်းကအဓိကအကျုံးဝင်တယ်အဲ့လိုမျိုးပဲတခြားနိုင်ငံအကြောင်းကိုထွက်ခွာမယ်လို့ကြံပြီးထားရဆိုလည်းဒီကာလထဲမှာထွက်ခွာဖြစ်မယ်အဲ့လိုမျိုးထွက်ခွာခြင်းနဲ့အတူကိုယ့်ရဲ့ရည်ရွယ်ချက်တွေလည်းပြည့်ဝတတ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့အင်္ဂါသာသမီဝန်ထမ်းတွေအခြေခံလူရန်းစားတွေလောက်လောက်စားအင်္ဂါသာသမီတွေနဲ့ဒီကာလထဲမှာ ျော်ရှင်ရမယ်အထိကကဝန်ထမ်းတွေဆိုလည်းဌာနတွင်းမှာပျော်ရှင်ရမယ်အခြေခံလူဝန်သားတွေဆိုရင်လည်းကိုမထင်မှတ်ထားပဲနဲ့လုပ်ငန်းရဲ့ဒုက္ခဝင်ငွေတွေတိုးတက်လာဖို့ရှိတဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာအဓိကသတင်းကောင်းတွေကြားရတတ်တယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့အင်္ဂါသံသမီတွေနဲ့မိမိရဲ့လုပ်ငန်းကနိုင်ငံရဲ့ခြားတွေနယ်တွေအဲ့ဒီအရာနဲ့ဆက်ဆက်တဲ့နေရာတွေကနေပြီးတော့အကျိုးမြတ်ကြီးမမတွေဖြစ်လာဖို့ရှိပါတယ်အကျိုးမြတ်ကြီးမမတွေဖြစ်ပြီးတော့သတင်းကောင်းတွေကြားဖို့ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့အင်္ဂါသံသမီ ပညာရေးကိစ္စ interview ကိစ္စဖြေဆုံမဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်တော့လောလောဆယ်မလောက်ကန်တင်သေးတဲ့ကာလအလောက်ကန် interview နဲ့ပတ်သက်ရင်ဒီကာလထဲမှာအမြန်ဆုံးလောက်လျှောက်ပါအလောက်တတိရရှိဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ရှေ့မှာပြောခဲ့သလိုထွက်ခွာဖို့ရှိတဲ့ကာလဒီကာလထဲမှာမိမိကြီးရွယ်ရတဲ့ပြေဝဖို့ရှိပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်အင်္ဂါအသားသမီးတွေနဲ့အေးအေးမိတဲ့ဝေဒနာလေးတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ် ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်သာကာလတည်းမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းမှာရာခိုင်နှုန်း80လောက်ပြီးကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုတ်ကန်လို့တင်းတဲ့ကာလလည်းဖြစ်ပါတယ်ငယ်ရသူအင်္ဂါသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်မိဘတွေရဲ့ပါဝင်ဆက်ဖက်မှုကြောင့်အနှံ့ငယ်စိတ်ရှုပ်ရတာမျိုးစိတ်ညစ်ရတာမျိုးတွေဖြစ်ပေါ်ရှိပါတယ်။အိမ်အောင်တဲ့အင်္ဂါသားသမီးတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလနဲ့မှာအိမ်အောင်ရေးမှာစီးပွားရေးနဲ့ပတ်သက်ရင်အရန်ကိုကောင်းမွန်ပြီးတော့အိမ်အောင်ရေးတာယာဝတ်ရှိတဲ့ကာလ ပြောရတဲ့အောင်အပေးယူမျှတနိုင်ဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ထီထွန်းမဲ့ဆိုရင်တော့အင်္ဂါသားသမီးတွေနဲ့၄နဲ့၁ကိုပေါအောင်ထိုးပေးပါ။ရေရရာအနေနဲ့ကတော့အနည်းနာမှရှိတဲ့ခရီးလေးတစ်ခုခုခရီးတို့ပုံစံမျိုးလေးနော်အဲ့ဒါမျိုးလေးတွေတွားပေးပါအဲ့ဒီလိုခရီးတို့လေးတွေတွားလိုက်ယုံနဲ့ကို့မှရှိတဲ့ကံအငန့်တွေအားလုံးလွင်ပါပျောက်ပြတ်သွားမှာဖြစ်ပါတယ်အခုပြောပြတဲ့ရေရရာနီလာကိုပြလို့ရင်လည်းအားလုံးကျွန်တော်ရဲ့ဒီအင်္ဂါတော်မီမိတ်ဆွေတွေအနေနဲ့စိတ်ချမ်းသာကိုကြမှာရှိကြပါသေးဗျာနော် အခုဟောကြားပေးသွားတာကအင်္ဂါသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကဗုဒ္ဓဟူသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာဘုရုသာမီးရဲ့နေဒီဘက်ကကာလာနေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဟမ်မန်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်ဟမ်မန်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့ဘုရုသာမီးရဲ့အနေနဲ့ကိုလုံနေရတဲ့အရာတွေမှာအလောတကြီးလှုပ်ဆောင်တာမျိုးတွေလောဘကြီးတာတွေအဲ့ဒီအရာတွေကိုရှောင်ရှားတင်တယ်ကိုရနေတဲ့အရာတစ်ခုကိုမှန်မှန်လေးကိုပဲလက်ခံထားဖို့လိုတယ်ပြီးတော့တဲ့အခါကျတော့ဖိခံမှုလိုတဲ့ကာလာ ဒီကာလထဲမှာအရန်အလောတကြီးဆုံးဖြတ်တာတွေလိုချင်တဲ့စိတ်တွေအရန်ပြင်းပြတာတွေလှုပ်ရှင်ဇောရတွေကိုလုံးဝရှောင်ရှားတဲ့ကာလဖြစ်ပါတယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူဝန်သားတွေနဲ့ဗုဒ္ဓဟူးသားမိတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာမပြီးပြတဲ့အရာတွေကနေပြီးတော့ပြဿနာပေါ်ပေါ်တက်တယ်ဒါကဝန်ထမ်းတွေအနေနဲ့ကိုယ့်ကိုယ်အလောတခုခိုင်းထားတယ်အဲ့ဒီအရာကမပြီးပြတ်သေးဘူးအဲ့ဒီမပြီးပြတ်ခြင်းကနေပြီးတော့အထက်လူကြီးရဲ့ပြဿနာ ြေသနာရှာခြင်းနဲ့ပြေသနာပြုလုပ်ခြင်းတွေကိုခံရတဲ့ကာလဖြစ်ပါတယ်။ပြီးတော့အခြေခံတွန်းစားရင်းနဲ့ဒီရဘတာကာလတွေမှာအလောက်ကနေပြီးတော့ထွက်လိုက်ရတာမျိုးဆိုတာတွေကဒီလိုကာလမှာဖြစ်တတ်ပါတယ်။အဲ့တော့သတိပြုဖို့လိုအပ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့ဗုဒ္ဓဟူးသာသမီတွေအနေနဲ့ဒီရဘတာကာလတွေမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာရှေ့မှာပြောခဲ့သလိုအရင်အလောတကြီးမလုပ်ဆောင်ဖို့လိုအပ်ပါတယ်။မှန်မှန်လေးကိုပဲလက်ခံထားပေးပါ။လက်ရှိဖြစ်နေတဲ့အခြေအနေတစ်ခုကိုပဲလက်ခံထားဖို့လိုတဲ့ကာလဖြစ်ပါတယ်။ပြီးတော့ဗုဒ္ဓဟူးသာသမီ ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စကိုအင်တာဗျူးကိစ္စရောမှာအဆင်မပြေသေးတဲ့ကာလဖြစ်တဲ့အတွက်ဒီကာလထဲမှာပညာရေးကိစ္စတွေကိုပညာအကြောင်းတွေရှာဖွေတာမျိုးတွေကိုမလုပ်တင်သေးတဲ့ကာလမစင်းစားတင်နဲ့မဆုံးဖြတ်တင်တဲ့ကာလဖြစ်ပါတယ်။လောက်ကိုင်းအင်တာဗျူးနဲ့ပတ်သက်ရင်လည်းစိတ်ရှည်တိခါမှုလိုတဲ့ကာလပါပဲ။နိုင်ငံရောက်တော့မယ်လို့ကြံရထားတဲ့သူတွေနဲ့ဆက်ဆံတာကြောက်ရှက်တတ်ပါတယ်။သတိပြုဖို့လိုအပ်ပါတယ်။ပြီးတော့ ။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းတွေမှာရာခိုင်နှုန်း30လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်လုံးဝမလုပ်သင့်တဲ့ကာလလို့ပြောလို့ရပါတယ်။ကျမိုင်းနဲ့ပတ်သက်ရင်တွေးပေါင်ကြတဲ့ဝေဒနာလေးတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူဗုဒ္ဓဟူးသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလကကိုယ့်ချစ်သူနဲ့ကိုယ်နဲ့လမ်းခွဲရတဲ့ကာလဒီလိုကာလမျိုးမှာအခြေရင်းနဲ့ပတ်သက်ရင်ကောင်းမွန်တဲ့ပျော်ရွှင်စရာဆိုတာတဲ့ဝမ်းနည်းစရာတွေနဲ့တွေ့ကြုံရတဲ့ကာလဖြစ်တဲ့အတွက်သတိပြုဖို့လိုအပ်ပါတယ် ိန်အောင်တဲ့ဗုဒ္ဓသာမီးတွေအနေနဲ့ကတော့မထင်မှတ်ထားတဲ့ရလပိုင်းဆိုင်ရာတွေပြပြောင်းလဲကြီးမမလေးပေါ်ပေါ်ပေါ်ရှိပါတယ်။ကောင်းတဲ့အကြောင်းလဲလေးဖြစ်ဖို့ရှိပါတယ်။ကျမ်းမာရင်နဲ့ပတ်သက်ရင်အဲ sorry ခီထုံးမယ်ဆိုရင်တော့ဗုဒ္ဓသာမီးရဲ့1နဲ့6ကိုပေါအောင်ထိုးပေးပါ။ရေရရာအနေနဲ့လမ်းပေါ်မှာတောင်းရနေတဲ့သူတို့ကိုမိုဘဲဒေတာတမျိုးမျိုးကျွေးမွေးဒါနာပြုပြီးတော့ကိုယ့်ရဲ့လိုရင်းဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါ။ဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာ။ အခုဟောကြားပေးတော်တာကဘုရုဒ္ဓသာမီးတွေအတွက်ဖြစ်ပါတယ်ဗျာဆက်မှန်ပြီးဟောကြားပေးမှာကဇာတာဘိသာမီးတွေအတွက်ဖြစ်ပါတယ်ဗျာဇာတာဘိသာမီးတွေเนี่ยဒီဘက်ကလာနေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တာကသမွန်လို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေပါတယ်သမွန်လို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေတာဖြစ်တဲ့အတွက်ဒီကလာထဲမှာတူတဲ့တယောက်တဲ့နေထိုင်တာမျိုးတွေတူတဲ့တယောက်တဲ့စဉ်းစားဆုံးဖြတ်တာတွေကိုလုံးဝရှောင်ကျဉ်တဲ့နယ်ကလာဒီကလာထဲမှာအဓိကကအထီးကျန်စွာနဲ့မဖြတ်တန်းတဲ့နယ်ကလာအထီးကျန်ခြင်းကမိမိကိုအစဉ်မပြေခြင်းနဲ့ ဒုက္ခတွေအဲ့ဒီအရာတွေကိုပေးစွန့်နိုင်မယ်ဒီကလာမှာကျော်လာဝေးသားမိတွေအထူး view ပြရမယ့်ကိစ္စကကိုကကိစ္စတစ်ခုကိုစဉ်းစားတယ်ဆုံးဖြတ်တယ်တိုင်ပင်မယ်ဆိုရင်တယောက်တည်းစဉ်းစားဆုံးဖြတ်တာထက်နောက်တဦးတယောက်နဲ့အမြဲတမ်းစဉ်းစားဆုံးဖြတ်တင်တယ်ပြီးတော့အဖော်ပေါင်းမိတ်ဆွေတွေနဲ့နင်းနီးကပ်ကပ်နေတိုင်းတင်တယ် ဒီကာလမှာအဲ့ဒီလိုမျိုးမှာကိုယ်စီကိုအဆင်ပြေခြင်းနဲ့ကောင်းမွန်ခြင်းတွေကရရှိဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ပြီးတော့ဂျာတာဘေးသားသမီးဝန်ထမ်းတွေအခြေခံလူရန်စားတွေလောလောဆယ်ဂျာတာဘေးသားသမီးတွေနဲ့ဒီကာလမှာငွေကြေးအခက်အခဲအကျက်တဲလေးတွေပေါ်ပေါက်ဖို့ရှိတယ်။အဲ့ဒီငွေကြေးကျက်တဲခြင်းကမိမိကိုပို့ပြီးတော့ပင်ပန်းဖို့ရှိတယ်လို့မျိုးပြီးတော့ငွေကြေးချင်းလာမျိုးတွေကိုလုံးဝရှောင်ရှားတင်တယ်အစောပြောတဲ့ငွေကြေးကျက်တဲ့ခြင်းကြောင့်ကိုကခက်ခဲလို့ဆိုပြီးတော့ငွေကြေးချင်းလာလိုက်တယ် ပို့ပြီးတော့သိုးသွားတက်တဲ့ကာလဖြစ်လို့ view building တင်တဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့ဂျာတာဘေးသောင်းကြီးကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့လုပ်ငန်းပိုင်းကနေပြီးတော့တချို့လုပ်ငန်းတွေပိတ်လိုက်ရတာမျိုးတချို့လုပ်ငန်းတွေမှာအရန်ကိုလိုအပ်ချက်ကြီးကြီးမားမားတွေပေါ်ပေါက်တယ်ဆိုတာမျိုးကဒီလိုကာလမှာဖြစ်တာမျိုးဖြစ်တတ်တဲ့အတွက်သတိပြုဖို့လိုသလိုအဲ့ဒီလိုမျိုးပေါ်ပေါက်ရင်လည်းခေါင်းအေးအေးနဲ့နောက်တဦးတယောက်နဲ့စဉ်းစားတိုင်ပင်ပြီးတော့မှဆုံးဖြတ်တင်တယ်တယောက်နဲ့မစဉ်းစားမဆုံးဖြတ်လိုက်ပါနဲ့ပြီးတော့ဂျာတာဘေးတာမီ ညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာကိုယ့်ကိုအကောင်းပြောသလိုနဲ့ကြောက်ချခြင်းမျိုးတွေခံရတတ်တယ်။အဲ့ဒါအရင်အရေးကြီးပါတယ်။သတိပြုဖို့လိုတယ်။အရင်အလောတကြီးမဆုံးဖြတ်လိုက်ပါနဲ့။ပြီးတော့အလောက်ကန်နဲ့ပတ်သက်ရင်အခက်ခဲလေးတွေကြုံကြကြုံရတတ်တယ်။အင်တာဗျူးချင်းမှာထပ်မံပြီးစ조사ရမျိုးတွေဖြစ်ဖို့ရှိပါတယ်။နိုင်ငံခြားတောင်းမယ်လို့ကြံရတဲ့သူတွေအနေနဲ့နိုင်ငံခြားတွေတွားဖို့ရှိတယ်။ဒါပေမဲ့တစ်ဖက်မှာကိုမျောနေထားတဲ့လူမျိုးတွေမဖြစ်တာမျိုးတွေကြုံရဖို့ရှိပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့ကြာတာပဲသာသမီတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းတွေကိုလုံးဝမလုပ်တင်သေးတဲ့ကာလာလည်းဖြစ်ပါတယ်လက်ဆောင်တင်တဲ့ကာလာပါပဲကျမရင်နဲ့ပတ်သက်ရင်တော့နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေဂရုစိုက်ပေးပါငယ်ရွယ်သူကြာတာပဲသာသမီတွေနဲ့အခြေရေးနဲ့ပတ်သက်ရင်ဒီကာလာဟာကိုယ့်ချစ်သူရဲ့မကောင်းတဲ့အခြေအနေမျိုးတွေကိုယ့်အပေါ်ကိုအဆင်မပြေခြင်းမျိုးတွေအဲ့ဒီအရာတွေကိုပြန်လဲတုံးသက်မိတဲ့ကာလာအဲ့တော့ပြန်တုံးသက်မိတဲ့အခါကျရင်မကောင်းတဲ့အချက်တွေကိုတုံးသက်တာဆိုတော့ ဟိုမကောင်းတဲ့ခံစားမှုတွေပဲဖြစ်လာမှာပေါ့ဒီကလာမှာအရေးကြီးကြီးပြောချင်တာကရှေ့မှာပြောခဲ့သလိုအလောတကြီးမဆုံးဖြတ်နဲ့အဲ့တော့မကောင်းတဲ့ခံစားမှုတွေကိုဟိုငရဲသူတွေအနေနဲ့အခြေရင်နဲ့ပတ်သက်ရင်ဖြစ်တဲ့အချိန်မျိုးမှာဆုံးဖြတ်လိုက်တာမျိုးကိုရှောင်ရှားတင်ပါတယ်ပြီးတော့အိမ်အောင်တဲ့ဇာတာပေးသားသမီးတွေအနေနဲ့ကဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာမျိုးတွေဘာသာရေးနဲ့ပတ်သက်တဲ့အရာတွေကိုလှုပ်ဆောင်ဖြစ်ဖို့ရှိပါတယ်အဲ့ဒီအရာတွေကြောင့်စိတ်ချမ်းသာဖို့ရှိပါတယ်ထီထုံးမယ်ဆိုရင်တော့ဇာတာပေးသားသမီးတွေနဲ့ရှစ်နဲ့ ကိုကိုပေါအောင်ထိုးပေးပါရေရရအနေနဲ့ကတော့အလူးကြော်နဲ့ဖះဆွန်းတော့ကတ်လို့ပေးပါအဲ့ဒီလိုပြုလို့လိုက်မယ်ဆိုရင်ကိုစီကိုကောင်းတော့ကန်တရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကြာလာပေးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကတောက်ကြသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာတောက်ကြသားသမီးတွေနဲ့ဒီဘက်တာကာလာမှာကြီးဆိုးနေတဲ့အာယုံနမိတ်ကပြကသဖူးလို့ခေါ်တဲ့နမိတ်ကပြကြီးဆိုးနေပါတယ်သဖူးလို့ခေါ်တဲ့နမိတ်ကပြကြီးဆိုးနေတာဖြစ်တဲ့တောက်ကြသားသမီးတွေအနေနဲ့အရန်ကို လွတ်လပ်ပေါ်ပေါ်နေတာမျိုးတွေဖြစ်ဖို့ရှိသလိုကိုကစီးပွားရေးတွေလုပ်မယ်အလုပ်ကိုင်းတစ်ခုကိုလုပ်မယ်ဆိုရင်အကြံစီမပါဘဲနဲ့လှုပ်ဆောင်လာမျိုးကိုလုံးဝရှောင်တဲ့နဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာမိမိအနေနဲ့စီမံချက်လေးတွေကိုယ့်ရဲ့ plan လေးတွေနဲ့သွားတာမျိုးကအကောင်းဆုံးမှာဒီကာလမှာ plan မပါဘဲနဲ့လှုပ်ရှင်တဲ့အရာကိုစိတ်ကူးပေါ်လို့ထားလှုပ်တာမျိုးဆိုရင်အကောင့်ထက်ဆိုင်အဆိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့တောက်ကြသားမိဝန်ထမ်းတွေအခြေခံလူရန်းစားတွေအနေနဲ့ဒီပတ်တာကာလထဲမှာလုပ်ငန်းဝင်ကနေပြီးတော့ ပစ္စည်းပျောက်ရှားတတ်တဲ့ကိုကင်တွယ်ရတဲ့အရာတွေမှာလိုအပ်ချက်လေးပေါ်ပေါက်ပြီးတော့ဖြည့်ရှင်းစရာတွေပေါ်ပေါက်ရှိပါတယ်ပြီးတော့အဲ့ဒါကကိုယ့်ရဲ့လုပ်ငန်းတူမိတ်ဆွေတွေရဲ့ကြောက်ချခြင်းမျိုးကိုကြောက်ဖြစ်တတ်ပါတယ်အဲ့ဒါကိုသတိပြုဖို့လိုအပ်ပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့တောက်ကြစားသမီးတွေနဲ့ဒီဘက်ကကာလာထဲမှာ လုပ်ငန်းရဲ့ဖိအားကိုအပြင်းထန်ခံစားဖို့ရှိတယ်လို့အဲ့ဒီရဲ့လုပ်ငန်းရဲ့ဖိအားကြောင့်ပဲမိမိရဲ့ဂုဏ်သတင်းတွေကြော်ကြဖို့လည်းရှိတဲ့ကာလာဖြစ်ပါတယ်ပြီးတော့ ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့တောက်ကြသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာပညာရေးကိစ္စတွေကိုတော့လုံးဝမလုပ်ကင်တင်သေးဘူးမဆောင်ရက်တင်သေးတဲ့ကာလအလောက်ကင်အင်တာဗျူးနဲ့ပတ်သက်ရင်တော့ဒီတစ်ပတ်တာကာလထဲမှာအတိမိတ်ဆွေတွေကိုအကူအညီဆောင်ဆိုင်တာထက်ဆိုင်မိမိအနေနဲ့အစီအပြေတစ်ခုခုကိုခက်မြန်မြန်လျှောက်လိုက်အစီအပြေဖို့ရှိပါတယ်။ငယ်ရွယ်သူတောက်ရသားသမီးတွေအနေနဲ့အိမ်တော်တွေဘဝကိုကူပြောင်းသွားတယ်မထင်မှတ်ထားပဲနဲ့ရုပ်တရက်လက်မှတ်ထိုးဖြစ်တယ်ဆိုတာဒီလိုကာလမျိုးမှာဖြစ်တာပါ။အခုဟောကြားပေးသွားတာက တောက်ကြသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာဥပမာပြီးဟောကြားပေးမှာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာစနေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကဒီဘဲလိုခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဒီဘဲလိုခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်စနေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလအထဲမှာမိမိလုပ်သမျှကင်သမျှကိစ္စတော်တော်များများအနောက်ဆက်လေးဝင်တတ်တယ်ကိုကရည်ရွယ်ထားတဲ့အရာတွေဘယ်ဟာလုပ်မလဲဘယ်ဟာလုပ်မလဲဘာတွေကိုလှုပ်ဆောင်မလဲမစီဝိုင်းရဲ့ဖြစ်ဖြစ်ပညာရေးကျမ်းမာရေးအကုန်လုံးเนาะ ကိုရည်ရတဲ့ရအောင်အနောက်ရှက်တွေဝင်တတ်တယ်အနောက်ရှက်ဆိုတဲ့အဲမှာပြင်ပရဲ့ပျောကအနောက်ရှက်ရှိသလိုမိသားစုအနောက်ရှက်ကိုရဲ့မိတ်ဆွေပေါင်းရင်းတငယ်ချင်းအနောက်ရှက်ပြီးတော့ကျမ်းမာရေးအနောက်ရှက်အရာအလုံးအကျုံးဝင်တယ်နော်ကိုလှုပ်ချင်တဲ့အရာတွေကိုပြေပြေဝါလှုပ်ခွင့်မရဘဲနဲ့အနောက်ရှက်လေးဝင်တတ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလွမ်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာမထိမတ်ထားဘဲနဲ့လုပ်ငန်းအစ်စ်နယ်ပယ်အစ်စ်ရဲ့ချိတ်ကပ်ခြင်းမျိုးခံရတတ်တယ်အဲ့လုပ်ငန်းအစ်စ်နယ်ပယ်အစ်စ်ကိုကိုယ်ကိုယ်တိုင်လည်းစိတ်ဝင်စားနဲ့ပြောင်းရွှေ့ဖြစ်တတ်တယ် အဲ့ဒီလိုပြောင်းရွှေ့လိုက်တယ်ပြောင်းလဲလိုက်တယ်ဆိုရင်ကောင်းလားဆိုရင်ကောင်းတဲ့ကာလဖြစ်ပါတယ်အဲ့ဒီလိုလုပ်ငန်းအသစ်နဲ့ပဲအသစ်တွေဟာကိုယ့်အတွက်ကောင်းမွန်တဲ့အရာမျိုးတွေဖြစ်ဖို့ရှိပါတယ်ပြီးတော့စနေသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ဒီဘက်ကကာလထဲမှာပညာရေးနဲ့ပတ်သက်ရင်လမ်းစာပေါ်တတ်တယ်ဘာကိုလှုပ်ဆောင်ရမလဲဘယ်ဟာကိုရွေးချယ်ရမလဲဆိုတဲ့လမ်းစာမျိုးတွေဟာဒီကာလမှာပေါ်ပေါက်လာဖို့ရှိပါတယ်ပြီးတော့အင်တာဗျူးနဲ့ပတ်သက်ရင်တော့ဒီဘက်ကကာလထဲမှာမိမိရဲ့ အလောက်ကိုင်းအဟောင်းတွေကနေပြန်လဲချိတ်ဆက်တာမျိုးတွေဖြစ်ဖို့ရှိတယ်။အဲ့ဒီအလောက်ကိုင်းအဟောင်းတွေကိုပြန်လဲပြီးတော့လှုပ်ဆောင်ဖြစ်တာမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလတွေဖြစ်ပါလေ။ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့စနေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလတွေမှာလက်ရှိလုပ်ငန်းပိုင်းဆိုင်ရာကတော့အေးနေလိမ့်မယ်။ဒါပေမဲ့တိတ်မကြခင်မှာလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်အရောင်းကိုကောင်းမွန်တဲ့ရလဒ်ပိုင်းတွေပြောင်းလဲသွားဖို့ရှိပါလေ။ငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလုတ်ကင်နေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလနဲ့မှာငွေကြေးပိုင်းဆိုင်ရာစွန်သားလုတ်ကင်ခြင်းမှာ65 80ရာခိုင်နှုန်းတို့ကောင်းတဲ့ကာလဖြစ်တဲ့အတွက် အနိုင်ငယ်လှုပ်ဆောင်လို့ရပါတယ်ဒါပေမဲ့အရင်အထည့်တာမျိုးတော့ရှောင်ရှားတင်ပါတယ်နိုင်ငံအခြားတော့မယ်လို့ကြံထားတဲ့သူတွေအနေနဲ့ဒီဘက်တာကာလာတွေမှာနိုင်ငံအခြားနဲ့ပတ်သက်ရင်တရင်ကောင်းတွေကြားဖို့ရှိတယ်ဒီကာလာတွေမှာထွက်ခွာဖြစ်တာမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလာပါပဲမိမိအနေနဲ့အခုမှစတင်မယ်ဆိုရင်လည်းဒီကာလာတွေမှာအများဆုံးစတင်တင်တဲ့ကာလာဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေအနေနဲ့ဒီကာလာမှာဒူးနာတာမျိုး အဆုတ်အေးအေးမိတာမျိုးအဲ့ဒီဝင်လာလေတွေ view ဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူစနေသားမိတွေအနေနဲ့အခြေရင်နဲ့ပတ်သက်ရင်ဒီကာလဟာလုံးဝကိုယ့်ရဲ့နှလုံးသားတွေကအစ်တတဖန်ပြန်လဲနိုးထတတ်တဲ့ကာလ။အစ်တတဖန်ပြန်လဲနိုးထရဲဆိုတာအခြေအစ်စ်တွေ့တာမျိုးလည်းဖြစ်တယ်လို့လက်ရှိကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ဆက်ဆိုင်ရင်ပိုင်းမှာအရန်ကိုကောင်းမွန်တဲ့ဆက်ဆိုင်ရင်မျိုးတွေကိုပြောင်းလဲသွားတာမျိုးလည်းဖြစ်ဖို့ရှိပါတယ်။အိမ်အောင်တဲ့စနေသားမိတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာအိမ်အောင်ရင်းနဲ့ပတ်သက်ရင်ပျော်ရွှင်စရာတွေဖန်တီးဖြစ်မဲ့ကာလလည်းဖြစ်ပါတယ်။ထီထုံးမယ်ဆိုရင်တော့စနေသားမိတွေနဲ့တုံးတဲ့ တစ်ကိုပေါအောင်ထိုးပေးပါရေဒီယာအနေနဲ့ရေဒီယာအနေနဲ့ဖုံးကြီးတစ်ပောက်ပေါက်ကိုစွန်းလောင်းလုပ်ပြီးတော့မိမိရဲ့လိုရင်းဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ